်မြန်မာလာချင်းနဲ့ဒေါက်တာလေးအတွက်ပီတိဖြားနေကြတဲ့မန်ချက်စတာမျိုးကြီးသားများအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ The Benchery Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်စိတ်ဆိုးစိတ်ကောက်တာကပြဿနာမဟုတ်ပေမဲ့လည်းစိတ်နာသွားခဲ့ရင်တော့ဇလန်းတွေဟာအဆုံးသက်ရစမြဲပါပဲအခုလည်း United အသင်းရဲ့ငယ်မွေးချန်ပေါက်တအုပ်ဟာ United အသင်းကိုစိတ်နာသွားပုံပါပဲဒေါက်တာလေးလိုချစ်စတိုးခေါ်နေကြတဲ့ Rashford ရောသူ့ရဲ့ကစားသမားဘဝကို United မှာပဲကုံဆုံးမယ်လို့ထင်ခဲ့ကြပေမဲ့လည်းတကယ်တမ်းမှာတော့ဓာရီဟာလေထဲလွတ်ပြောက်သွားရပါပြီဟုတ်ပါတယ် စပိန်နာမည်ကျော်ကလပ်ဘာစီလိုနာအသင်းထံတရားစီအငှားထွက်ကစားနေတဲ့ရက်ရှ်ဖို့ဟာအသင်းအောက်ထံပြန်လာဖို့လုံးဝစိတ်ဝင်စားခြင်းမရှိတော့ကြောင်းတတင်းရရှိပါတယ်။စထွက်သွားတဲ့ကရေမှန်းချက်များစွာနဲ့ထွက်ခွာသွားတဲ့မားကတ်တရားအခုတော့သူ့ရဲ့ရေမှန်းချက်တွေပြည့်စုံနေပြီလို့တောင်ဆိုလို့ရပါတယ်။သူကအင်္ဂလန်အသင်းအတွက်လည်းကိုစားပြုခွင့်ရရှိထားပြီဖြစ်ပါတယ်။တစ်ဖက်မှာလည်းလာလီဂါမှာတောက်ပနေတဲ့အဆိုပါအင်္ဂလန်သားဟာယခုရာသီအပြီးအသင်းဟောင်းထံပြန်လည်လာရောက်ပူးပေါင်းရမယ့်အနေအထားတွေရှိနေပေမဲ့ဒါကဖြစ်တော့ဖြစ်ခဲ့ကိစ္စရတာဖြစ်ပြီးတော့သူဟာဘာစီလိုနာမှာပဲဆက်နေခွင့်ရဖို့စိတ်အားထက်သန်နေတာမျိုးပါ။ စိတ်ပါတဲ့စီမံခစားစီတာပဲကောင်းပါတယ်စိတ်မပါတဲ့အခါကျရင်ခြေစွမ်းတွေကလည်းထိုးကြသွားမှာပါပဲမာကာရဖိုဟာအခုဆိုရင်ဘာစီလိုနာအသင်းစီမှာပြိုင်ပွဲဆောင်အတွင်းကိုပါဝင်ပတ်သက်မှုကိုကြိမ်အထိပြုလုပ်ထားသလိုကိုရနိုင်ချင်ရှိတဲ့ဖန်တီးမှုတွေပြုလုပ်ရမှာလဲပက်ထရီပြီးရင်ဒုတိယအကြိမ်အများဆုံးဖြစ်နေတာကြောင့်အကောင်းဆုံးဆက်ဆောင်ရည်တွေပြန်လည်ရှာတွေ့ခဲ့ပြီလို့လည်းပြောနိုင်ပါတယ်ဘာစီလိုနာနီးပြဟန်စီဖလစ်ကိုတိုင်သာမကဘာစီလိုနာပြည်သက်တွေကလည်းရက်ရှ်ဖို့ကိုသဘောတူနေကြပါတယ်မာကာရက်ရှ်ဖို့ကလည်းသူစပိန်မြေမှာအကြီးအကျယ်ပျော်ရွှင်နေပြီဖြစ်ကြောင်းကိုအခုလိုပြောဆိုထားပါတယ် ရက်ရှ်ဘုတ်ကဘာစီလိုနာအသင်းထံအပြစ်တပ်ပြောင်းရွှေ့ခွင့်ထည့်သွင်းချုပ်ဆိုထားတယ်ဆိုတာအမှန်ပါပဲကျွန်တော်ဒီအသင်းမှာပြောင်းရွှေ့နေပြီဖြစ်တယ်လို့ဘောလုံးကိုချင်းမြနိုးသူတိုင်းဒီအသင်းမှာကစားခြင်းကြမှာပါပဲကျွန်တော် United နဲ့23နှစ်ကြာပူးပေါင်းခဲ့ပြီးပါပြီတခါတလေတော့အပြောင်းလဲတွေပြုလုပ်ဖို့လိုအပ်တယ်လို့အခုလိုအပြောင်းလဲခဲ့ပြီးနောက်မှလည်းကျွန်တော်အရန်ပျော်နေပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ် ဘာစီလိုနာတောင်ပိုင်းကစားသမားရာဖင်ညာရဲ့ဒဏ်ရာရရှိခဲ့မှုကရက်ရှ်ဘုတ်ကိုအခုလိုခြေသွမ်းပြဖို့လမ်းပွင့်စေခဲ့တာဖြစ်ပြီးတော့ရက်ရှ်ဘုတ်ကိုယ်တိုင်ကတောင်ပိုင်းနှစ်ဖက်စလုံးကစားနိုင်တာကြောင့်နေပြဖလစ်ကပုံမအားထားလာနိုင်ပါလေအခုဆိုရင်မာကရက်ရှ်ဘုတ်ရဲ့ဘာစီလိုနာအတွက်ဂိုးပါဝင်ပတ်သက်မှုကဒီရာသီမန်ချက်စတာယူနိုက်တက်အသင်းခေါ်ယူထားတဲ့ကစားသမားတွေဖြစ်ကြတဲ့အမ်ဘူမိုဆက်စကိုကွန်ညာတို့ထထောင်အများနေပြီဖြစ်ပါလေယူနိုက်တက်အသင်းအနေနဲ့နောက်ထပ်ရအောင်များရက်ရှ်ဘုတ်ကတမင်ဆွမ်းဆောင်ပြနေသလားမှတ်ရပါလေမန်ယူအသင်းမှာဆိုရင်ခြေသွမ်းပြဖို့ရုန်းကန်နေရတဲ့ဒေါက်တာလေးဟာဘာစီလိုနာအသင်းမှာတော့ ထင်ထင်ကျဲနေတော့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ကျယ်ပွင့်ကစားသမားဖြစ်တဲ့လမဲယာမဲနဲ့အတူရက်ဖ်ဘော့ကအကောင်းဆုံးအနေထားတူတင်ကိုတင်ဆက်ဆောင်ပြနေတာဖြစ်ပါတယ်။ရက်ဖ်ဘော့တယောက်ဒီလိုခြေစွမ်းပြနေတာကိုလည်း United fan တွေကဝမ်းသာနေကြပါတယ်။မပေါင်းဖက်ရပေမဲ့လည်းရက်ဖ်ဘော့က Ultra Four ရဲ့ချက်ပြေးသမားရဲ့အခြေဥပါပဲ။ဘယ်နေရာဝေထောင်နောက်ကိုပဲရောက်ရောက်ရက်ဖ်ဘော့အဆင်ပြေနေရင်ကိုတရရင်ဒီပြည်သက်တွေကလည်းဝမ်းသာနေကြတော့မှာဖြစ်ပါတယ်ခင်ဗျာအစိုးရကြီးပြေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်